ကြားလုံးမင်းမင်္ဂလာပါဆရာဒီဗီဒီယိုမှာဆိုလို့ရှိရင်ပါเนาะဒီ simple present tense လဲခေါ်ကြတယ် present simple tense လို့လဲခေါ်ကြတယ်ရိုးပစ္စုပန်ကာလနဲ့ပတ်သက်ပြီးတော့ပေါ့เนาะရှင်းပြပြီးတော့အရင်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ grade 6လောက်ကလေးကနေစပြီးတော့သင်သင်တဲ့အထက်မှာပါတယ်ပေါ့เนาะကဲဆိုတော့ simple present tense အကြောင်းမှာဆိုရင်သူ့မှာသုံးပြုရမယ့်အချိန်နေနေရာတွေဒီဒီကာလဒေသဆိုရှိပေါ့เนาะဆိုတော့အဲ့ဒီမှာ simple present tense တဲ့ဘယ်လိုသုံးမလဲဆိုတော့အမြဲတမ်းမှန်ကန်နေတဲ့သဘောတရားညီမှာသုံးမယ်အမြဲတမ်းမှန်ကန်နေဥမာနေရရှိဘက်ကထွက်တယ်ရေရရတာမရှိဘူးတွေးရအနေအထားဖြစ်တယ်စသဖြင့်အဲ့လိုအမြဲတမ်းမှန်ကန်နေပြီဆိုတော့ buffer one သုံးတယ်တနည်းပြောဆိုရင်မယ်ဆိုရင်တော့ simple present tense ကမြန်မာလိုပြောရင်ဆို buffer one ပေါ့ရှင်းရှင်းပြောမယ်ဆိုရင်တော့ဆိုတော့နောက်ကလှုပ်လေးလှုပ်ထားရှိရဲ့အကြောင်းအရာတွေအလေးချက်နေဥမာညာတိုင်းအိတ်ခါနီးမှာရေတစ်ခွက်တောက်တယ်ညာတိုင်းအိတ်ခါနီးအာ6ရေစီးတယ် ဲ့လိုပုံစံမျိုးနောက်ကရေဘူးရမှန်ကန်နေတဲ့အချောင်းအရာတွေဥပမာဟိုကြောင်းပါဆိုလို့ရှိရင်ဆရာသမားတွေကစာတင်နေဆုံးမာတယ်အဲ့ဒါဒီရေဘူးရမှန်နေဆိုတဲ့ပုံစံပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်တခါတည်းကအနာဂတ်တွေသုံးတာလည်းရှိရဆိုတာဒါကိစ္စမရှိဘူးအပေါ်နှစ်ချက်ကိုမှတ်ထားရပြီအမြဲတမ်းမှန်ကန်နေတော့အမှန်တရားတွေနဲ့လုံးလိလဖရာရှိတဲ့အချောင်းအရာတွေတနည်းပြောပြဆိုရင်အလေးထားအလေးတင်နေနောက်တစ်ပြည့်ဒီအချက်ပြစကလုံးတွေအနေနဲ့ဒီလို frequency effect တွေပါရတယ်ပေါ့နော် frequency effect တွေပါရတယ်အဲ့ဒါတွေက always တို့ sometimes တို့ usually တို့ often တို့ဒီ ever ဆိုတာတစ်ခါလေးစမှာပါလား ever ကိုမထည့်လေရတယ် နေဗာတွေဘာတွေပါတတ်တယ်အေဗာကိုမထင်နဲ့နော်နောက်က AV တို့ cell dams တို့ဒါတွေကဒီ frequency ff တွေပေါ့နော်နောက်က twice တို့ frequency ff တွေဖြစ်တဲ့ဓာတ်တွေဒါတွေလည်းပါနိုင်တယ်လို့ကွာ twice နှစ်ကြိမ်တို့ once တစ်ကြိမ်တို့ regularly yearly daily ရေအာဒီမှာဆိုလဲ yearly စသဖြင့်ပေါ့နော်အဲ့လိုမျိုးစကားလုံးတွေပါတဲ့ထာမျိုးတွေကိုလည်းသိရှိရမယ်ဆိုတော့ဒါအချက်ပြစကားလုံးတွေပါတဲ့တယ်ပေါ့ကဲအမြဲတမ်းမှန်နေတဲ့အမှန်တရားကြီးကြည့်ကြည့်မယ်ဆိုတော့အမြဲတမ်းမှန်နေတဲ့တရားမှာ water ရေတွေက freezes ခဲတယ်ပေါ့ at 0 degree 300 degree မှာရေခဲတယ် the art ကမ္ဘာမြေကြီးက revolve around the sun နေကိုလည်ပတ်နေဒါတွေအများနဲ့မှန်နေခဏကလှုပ်လေလှုပ်ထရှိတဲ့အကြောင်းအရာတွေက he drinks tea at breakfast တဲ့သူကမနေ့တိုင်းမှာဖားတောက်လို့ဆိုလဖိတ်ကြီးတောက်တယ်ဆိုပုံစံပေါ့နော်ခဏက we get the best every morning ငါတို့ကမနေ့တိုင်း best car စောင့်နေဒီမှာ cash ကဖဲနေဆိုတော့ best car ကိုစောင့်စီးတာကိုပြောနေတာ i brush my teeth twice a day ငါတည့်ရကိုသွားနှစ်ကြိမ်တိုက်တယ် တပင်းနောက်ကရှေးဘူးရမယ်ကန်ဒီအကြောင်းအရာတွေကတော့ဒီမှာဆိုရင် the teacher teaches at in our ဟာလာ English in our school ငါတို့ကျောင်းမှာဆိုဆရာငါတို့ English သင်ပေးရဲ့ဆိုပုံစံပေါ့ကဲအဲ့မှာ verb 1 3နေ simple present 3နေရဆိုရင် simple present tense က verb 1ကိုပြောတာတီးတို့တဲတို့နဲ့ဆုံးတယ်မြန်မာလိုဖတ်တာပြန်မယ်ဆိုရင်ပေါ့နော် I will you the အများကြီးနဲ့သုံးရင် as ရထည့်စရာမလိုဘူးရှေးရှေးတစ်ခုကြီးနဲ့တွဲမယ်ဆိုလို့ရှိရင် as ထည့်ရတယ်ဒီပေါ့နော် IU ဒီအများကအင်းကြီးဆိုလို့ရှိရင် SES မထည့်ရဘူးရှည်ရှည်တကူရင်းဆိုရင် SES ထည့်ရတယ်တနည်းအားဖြင့်ဆိုရင် change into the polyvert into the correct form he equal to school by best every morning minute time ចောင်းကိုသွားတယ်အဲဆိုရင်တယောက်တိုင်းမလို့ GOES course ဒါနဲ့မနေ့ every day ဆို watch ပေါ့အဲဆိုတယောက်တိုင်းမလို့ရှည်ရတယောက်တိုင်းမလို့ watch မှာ ES ထည့်နောက်က play football every day they play ဆိုတော့ they ကအများကြီးမလို့ play ကဒီတိုင်းပဲပြန်ရေးတာ my mother always နဲ့ငါ့ရဲ့အမေက buy နဲ့အမြဲတမ်းဝယ်တယ်ဆိုတော့အမှ BYS buy က it rain ဆိုတာ idea ကတခု game မလားတခု game မလို့ rain မှာ s ထည့်လိုက်တယ် she တယောက်ထည့်အဲကြောင့် in time မှာ s ထည့်တယ် is တခု game မလို့မှာ mix မှာ es ထည့်တယ်ဒါ ch sh o h နောက်က ss အဲ့ဒါအရင်နဲ့ဆုံးနေဆိုရင်နောက်ကနေပြန်များတာပြဘာထည့်အောင်ဆို es ထည့်ရရပေါ့နော်အဲ့ဒါလေးတော့မှတ်ထားဖို့လိုတယ်ခေတ္တကားက i ပေါ့နော် i move to wa ဆိုတော့ i ဆိုတော့ဒါ i will you တွေကအများကြီးမှာ parameter move ကဒီတိုင်းပဲရေးမယ်အဲ့ဒါ the patient နဲ့ဆရာကတဲ့ take medicine ဆိုတော့ဒါဆရာတော်ပြတယ်ဟိုဟာ luna လို့ပြောနော် patient က luna အဲ့ဆိုတယောက်ထဲတယောက်ထဲဆိုတော့ take မှာ s ထည့်တယ်ပေါ့နော်ရှိတယ်သူမတည်ဆိုတော့ less မှာ s ထည့်တယောက်ထဲမလို့တပင်းဆိုဒီမှာဆိုရင် to the correct answer from the following statement we often again we ဒီတခုဝင်လာအများကြီးလားဆိုရင်အများကြီးအများကြီးမလို့ business မှာဘာမှမထည့်ဘူးအမှတ်တည်းအများကြီးနဲ့တခုဝင်လာဆိုအများကြီးအများကြီးမလို့ geo ကိုပဲရေးမယ်ကဲဒီမှာဆိုလို့ရှိရင်လည်း my parents တဲ့ ျွန်တော်မိဘမြန်အားလို့ပြောတယ်ကမလို့ each မှာဘာမှမပါတဲ့ဟာရွေးမယ် my family and i နဲ့ငါမိသားစုပါဝင်ငါဆိုတော့အများကြီးပေါ့နော်အဲကြောင့် hw have ကိုရွေးမယ် my sister ငါအမအများဆိုတော့ do2 ကိုရွေးမယ်တချို့ရန်ကလေးများလို့ပြောတယ်ကမလို့ ses မပါတာရွေးတယ် I ဆိုတော့ကျွန်တော်တယောက်ထဲလို့ပြောရတာ SES မပါတာရွှေတယ်။ယူလို့ပြောရတာမလို့ SES မပါတာရွှေတယ်။နောက်တစ်ခုက my brother ငါ့ရဲ့အကူများလို့ပြောရတာမလို့ SES မပါတာရွှေတယ်။ my cousin ငါ့ရဲ့မောင်မဝိုင်းခွေဆိုတော့ SES မပါတာကိုရွှေမယ်။ ကဲပြီးနောက်က find the mistake underline is write the correct sentence မားတဲ့ဟာပြန်ပြီးတော့ဒါပြီးဆိုတော့ဒီနေရာမှာပေါ့ go go ဒီ go e s goes ဖြစ်မှာပေါ့ to they live ဆိုတော့ that they live တဲ့เนาะ to they live ဖြစ်မှာဆိုတော့ they နဲ့တွဲရင်အနေ i လို့ပြောရတဲ့အောင်ဟုတ်လား i am usually caught ဆိုတော့ဒီမှာ am ကထည့်စရာမလို့ i usually caught ဆိုတဲ့ပုံစံ are they have တဲ့မှာ are they have a meeting every week